။အာလနဲ့တွေ့မှာပဲပူတင်တဲ့ပဲကြွက်လုံးလုံးဖြစ်ရတော့တာပါပဲဗျာ။တန်ဒီတာဒီကီဘောတူတဲ့အောင်လုံးလုံးဆောင်လေကတရားတရားရဲ့ဤလမ်းပဲဖြစ်ပါတယ်။တရားတော်ဆရာအောင်ရမယ်သူကျွန်တော်လည်းရှင်းကြည့်ပါတယ်။ကျင်းစာတိုက်တာနဲ့တူးနေတာ။ဘာလို့လဲဆိုတော့တရားတော်စစ်ပွဲအောင်ရမည်။တရားတော်စစ်ပွဲအောင်ပါစေလို့ပြောပြောပြီးတော့တိုက်လေးလေးသူ့စစ်သားတွေကကြီးမကောင်းရှုမကောင်းမြေမကောင်းအောင်ကို အတုံးယုံနဲ့သေးနေကြတာဆိုတော့အားလုံးပဲမင်္ဂလာပါဦးဇင်းတို့ဒီကနေ့မှာတော့မြန်မာပြည်သူလူထုကိုဂျင်းထက်တာအားမရလို့ရုရှားအထိသွားပြီးတော့ဂျင်းထက်နေတဲ့ကဘာကျော်ဂျင်းကောင်ကြီးမအားလာရဲ့အကြောင်းကိုစွန့်တွေတင်ပြသွားမှာဖြစ်ပါတယ်စွန့်တွေတင်ပြမှုမစတင်ခင်မအားလာရဲ့ဂျင်းထက်ပုံကိုဦးဇင်းတို့အတူတကွလေ့လာကြပါမယ်ဒီကြောဗုဒ္ဓမြတ်စွာဘုရားတဲ့ကတော့မအကြီးကြီးတဲ့ကျွမင်းရမြည်စည်းဥတွေကိုကျူးပြီးတော့ဘုရားရှင်ကိုစက္ကပ်ထူတဲ့ခါမှာ ဘုရားရှင်ကပြုံးလို့မူခဲ့ပါတယ်ပြောပါတယ်ပြုံးတဲ့ကျဲကြောင့်ပြီးတဲ့အခါမှာမြတ်စွာဘုရားကပြန်ပြောတယ်သုံးမကျွမင်းကဘုရားတတရတကယ်၂ဆောင်နှစ်ကျော်တဲ့အခါမှာပါပမင်းတို့ထက်မှာဒိုးဆောင်လူမျိုး၁၂မျိုးနဲ့မှာရုရှားလူမျိုးရဲ့အကယ်ဒမီဖြစ်လာတယ်လို့ပြောပါတယ်လည်းနဲ့အတက်ပြင်းကြမှာတစ်ခါကန်းဖြတ်ပြီးတော့မှအတူမရှိတဲ့လည်းနဲ့ဝိဇ္ဇာဧကတ္တဘာဖြစ်ပြီးမြမဘယင်းမြေတဲ့တို့နဲ့ချစ်ချစ်ရင်းနေတဲ့မာမေးစီတွေဖြစ်လာမယ်လို့ဓာရီစကားပြောခဲ့တယ်။အခုမြတ်မောဇိကာလမှာ ကျွန်တော်တို့နဲ့နိုင်ငံမှာမျိုးမျိုးချီချီကြီးနေတဲ့မိတ်ဆွေနိုင်ငံတွေအားလာနဲ့တွေ့မှာပဲပူတင်တဲ့ပဲကြွက်လုံးလုံးဖြစ်ရတော့တာပါပဲဗျာရောက်ရှိနေတာဖြစ်ပါဒါကြောင့်ရုရှားဒီမျက်စောပြရဂျရီကထူးချစ်တဲ့တိုက်ဆိုင်ရအံဝွယ်အမှတ်တမ်းတွေကိုကျွန်တော်တွေ့တယ်။ဒါကြောင့်ဒီဟာနဲ့ပတ်သက်ပြီးတမိုင်းမှာရှိခဲ့တဲ့ဟာနဲ့ပတ်သက်ပြီးကျွန်တော်တို့နေတော့ဟိုဘုံဘာကြောင့်ကျွန်တော်ပြောပြလိုက်။ဦးဇင်းတို့ရဲ့နိုင်ငံကလည်းအသက်ရာသပင်တွေကလည်းအများကြီးဗျ။မန္တလေးဆိုလို့ရှိရင်လည်းပဲ ီတိုင်းပဲသနမုခီဘလူးမကမြတ်စွာဘုရားကိုရင်သားဖြတ်လူတဲ့အခါမှာမြတ်စွာဘုရားကပြုံးတော်မူတယ်ပေါ့ဗျာပြုံးတော်မူတဲ့အကြောင်းရင်းကိုနေတဲ့အခါခုဒီမန္တလေးတောင်သားတဝိုက်မှာရတနာပူရမြည်တော့နေပြည်တော်ကြီးဖြစ်လာလိမ့်မယ်ပေါ့မင်းနေပြည်တော်ကြီးဖြစ်လာလိမ့်မယ်အဲ့ဒီမင်းနေပြည်တော်ကြီးမှာဒီသနမုခီဘလူးမဒီဘရင်ဖြစ်လာလိမ့်မယ်ဆိုပြီးတော့မှမင်းတို့မင်းကြီးကိုအမွန်းတင်ပြီးတော့တမိုင်းနေရေးကြတယ်ပေါ့ရေးကြတယ်ဒီတိုင်းပဲအခုဒါမင်းအွန်လိုင်းဖတ်ပြနေတဲ့ ပူတင်ကိုဂျင်းထည့်နေတဲ့စာအုပ်ကလည်းပဲဗောဓရပိတကတော်ရီရောဒီဦးသိန်းတို့ရဲ့မြမတမိုင်းတွေပေါ့နော်ဥကလာရာသွေမှန်နှမ်းရာသွေကိုမောင်ခေရှားဘုံတော်တွေပေါ့ဒါတွေကိုဦးသိန်းတို့တွေတော်တော်လေးလေ့လာခဲ့ဖူးပါတယ်သို့တော်လည်းပဲအခုသူပြောတဲ့ပုံစံမျိုးကတော့ဦးသိန်းတို့ဟိုမတွေ့ရဘူးပေါ့ပိတကတော်ထဲမှာလည်းမရှိပါဘူးဒါတွေကတကယ်ဗုဒ္ဓရဲ့ပိတကတော်ထဲမှာတကယ်ရှိလို့လားဆိုပြီးတော့တခြားသောဘာသာတွေကဦးသိန်းတို့ကိုမေခွန်းထုတ်လာတာတွေရှိပါတယ်ဦးသိန်းတို့ဒါကိုလည်း မရှိတဲ့အကြောင်းပြိတ္တတော်တွေထဲမှာမလာတဲ့အကြောင်းတွေကိုဖြစ်ရှင်းခဲ့ရပါတယ်ဒီလိုစောက်တုံးနဲ့တော်မဟုတ်မြော့မဟုတ်ယူကြကြစာပေဆိုတာတွေနဲ့ပူတင်စီကိုသွားပြီးတော့မှမဟာမိတ်ပြုချင်းဟာစကားစဖက်စစ်စစ်တပ်မရင်းတပ်ရဲ့အကြီးအကဲလို့အမြင့်ဆုံးယာတို့ကိုယူထားတဲ့သူရဲ့တန်တမာအတတ်ပညာလားလို့ဒီလိုလဲမိကွန်းထုတ်เสียရတွေဖြစ်နေတာဖြစ်ပါတယ်ဆိုတော့ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့မှဆီရိုအကောဝိဒဂျာမနီသုံးသပ်ထားတာကိုဦးသိန်းတို့လေ့လာကြရအောင်ပါ ရုရှားကပူတင်ကလည်းအာနာရှင်ပဲအာနာရှင်ဖြစ်ပြီးတော့သူ့ကိုလည်းဘယ်သူမှတွေ့မဲ့ပုံကမရှိဘူးအဲ့တော့သူတို့နှစ်ယောက်အချင်းချင်းပဲဘုတ်ကိုကြီးမြောက်ကြီးပုံမြောက်ဆိုသလိုပဲအပြန်အလှန်ညှောက်နေကြတဲ့သဘောရှိတယ်ပေါ့နော်ပူတင်တို့ရဲ့အယူအဆနဲ့ပူတင်တို့ယုံကြည်ထားတဲ့ဘာသာတရားအယူအဆနဲ့ကြတော့တော်တော်ကြီးကိုမတူဘူးလေအနောက်နိုင်ငံတွေဆိုတာတွေကဒီလိုယုံကြည်မှုတွေမှမရှိကြတာအဲ့ဒီပြောတဲ့အချိန်မှာပူတင်ရဲ့မျက်နှာကိုကြည့်ကြည့်တယ်ယုံစည်စည်နဲ့ ဟောခပ်ပေါ်ပေါ်နဲ့မဲအောင်လိုက်ဒီငနဲ့ဘာတွေလာပြောနေလဲမသိဘူးဆိုတော့အကြည့်မျိုးမျက်နှာမျိုးတွေတွေ့ရတယ်ပေါ့နော်အဲ့တော့ငါ့ကိုများကျွတ်နဲ့လာနိုင်တယ်ကွာဆိုပြီးတော့အဲ့ဒီသဘောမျိုးသွားတွေ့ရတယ်ပေါ့အဲ့တော့မဲအောင်လိုက်ကတော့ဘာပဲဖြစ်ဖြစ်သူ့ရဲ့အာနာတီမြဲဖို့သူ့ရဲ့ကိုကျိုးအတွက်ဆိုလို့ရှိရင်ဘာသာတရားကိုလည်းပဲအလွဲသုံးစားလုပ်ဖို့အဆုံးချဖို့ဝန်မလေးပါဘူးအခုလည်းပဲမဲအောင်လိုက်ကမြတ်စွာဘုရားရဲ့ဗျာဒိတ်တော်အရာပေါ်လာတဲ့မင်းကြီးလူလူဟာလာအခုပူတင်နဲ့ အပြိုင်သူကပူတင်ကအောင်မှာဟာလေရုရှားမှာမင်းကြီးကျွတ် မင်းကြီးပေါ့နော်ကျွတ်ကနေပြီးတော့ reincarnation ပြန်ပြီးတော့ဝင်စားလာတဲ့မင်းကြီးဖြစ်တယ်။ဟာသူက သူကလည်းပဲဒီမှာမြန်မာနိုင်ငံကိုအုပ်ဆိုးတယ်ဆိုပြီးတော့အဲ့ဒါလိုသွားပြီးတော့ဂျင်းသွားထဲတာနော်ဆိုတော့ဒါကဆီရိုဥက္ကဝိရဂျာမနီတုံးတက်ထားတဲ့တုံးတက်ချက်ပါ ဆိုတော့စောစောဦးသည်တို့ပြောခဲ့သလိုပေါ့နော်ဦးသည်တို့နိုင်ငံကလည်းဖျားသမိုင်းတွေမြို့တဲ့သမိုင်းတွေအများကြီးဂျင်းတွေကတဘာဝမကြတာတွေပေါ့ဗျာအခုရွှေတကုံဖျားကစလို့ရတိယူဖျားအထီဟာဖျားသမိုင်းတွေဟာတကယ်ကိုလက်တွေမကြဘဲနဲ့ပေါ့နော်ဗဇက်ရာသွင်းစန်းစန်းတွေဒါတွေအများကြီးပါအဲဒီလိုမျိုးဂျင်းတွေဦးသည်တို့နိုင်ငံကလည်းအများကြီးကြုံခဲ့ရတာဟုတ် လူတွေကလည်းပဲယုံကြည်ကြတာကိုတဘာဝယုတ်တိမကြတာတွေကိုနားထောင်ကောင်းယုံတဲ့ဥသူတို့တွေကအမှန်လို့ယူဆပြီးတော့အမေရဲ့အိယာဝင်ပုံပြင်တွေကအေးပုံပြင်တွေပုံပြင်ဆိုတာကဖန်တီးထားတာပဲလေလူဖန်တီးထားတဲ့ဟာတွေကိုပဲတမိုင်းနေလုတ်ပြီးတော့မှဥသူတို့တွေဟာတကယ်အဖြစ်မှန်ကြီးတွေလို့လို့ယုံကြည်နေကြတဲ့အနေအထားမျိုးတွေရှိတာပေါ့ဒါတွေကိုပဲဥသူတို့ရဲ့ဗုဒ္ဓရဲ့ဓမ္မတွေနဲ့ရောနှောပြီးတော့မှအသုံးချလာကြတာပေါ့တိုင်းပြည်ကိုမတရားချေလဲခြင်းတဲ့သူတွေအာနာကိုလက်ကင်ဆုတ်ထားခြင်းတဲ့သူတွေဟာ ဒီလိုဂျင်းတမိုင်းတွေဘုရားမဟောတဲ့ဓမ္မမဟုတ်တဲ့အဓမ္မတွေကိုဓမ္မထင်ပြီးတော့မှဟောနေတဲ့ဘုန်းကြီးအချို့ရဲ့ဟောပြောမှုတွေကိုအသုံးချပြီးတော့မှဒီနေ့တန်းသူပြည်သားတွေကိုလေလေလှည့်ပြားပြီးတော့မှအမျိုးဘာသာသာသနာကိုစောင့်ရှောက်တဲ့အနေနဲ့ငါတို့ဒီတန်းပြည်ကိုအာဏာသိမ်းရတာပါဆိုတဲ့အမြင်မျိုးကိုမြင်အောင်လှည့်ပြားနေကြတာတွေပဲဖြစ်ပါတယ်အခုလဲမင်းအောင်လိုင်းပူတင်ကိုပြောတဲ့စကားကိုပြန်လေ့လာကြည့်ပါတရားတော်စစ်ဆိုတဲ့အသွုံနှုံးကို ုံးလုံးသွားတာကိုတွေ့ရပါလိမ့်မယ်နိုင်ငံတိုင်းကခုနိုင်ငံသူနိုင်ငံသားတွေနောက်ချိုးချာအာဏာနဲ့ခုနိုင်ငံအကျိုးစီးပွားလူကြီးပုံမှာထိပါလိုက်ဒါကောင်မှုအပြည့်ဝရှိတယ်လို့ကျွန်တော်ယုံကြည်ပါတယ်မြန်မာစကားမှုခုရှိပါတယ်တရားတော်စစ်အောင်ရမယ်ဆိုစကားမှုခုရှိပါတယ်ကျွန်တော်နိုင်ငံတွေဒီတိုင်းမှာပဲလက်ချေရလက်ချေတို့ပြုစုကြုံခဲ့ရပါတယ်အခုလက်ရှိပဲဒီပဲခေတ်ကာလမှာလည်းအဲပြည်တွင်းပြည်ပဖြစ်သမားတွေရံကုန်တဲ့ကျွန်တော်အများကြီးတွန်းလှန်တိုက်ခိုက်ခဲ့ရပါတယ် တိုက်ပြီးကောင်းအောင်တန်ပြီးသားတွေကီဘောတူတက်အောင်တော်လုံးဆောင်လေရတရားတရားရဲ့ဒီလမ်းပဲဖြစ်ပါတယ်ဒီနေရာမှာခက်ခဲရည်လေကျွန်တော်အများကြီးကြုံပါတယ်ဒီချိန်မှာနိုင်ငံတကာမျက်နှာသာမှာအစိုးရဒီနိုင်ငံရဲ့အပိကူကြီးထောက်ပံ့မှုထောက်ခံမှုတွေနဲ့ကျွန်တော်တို့လည်းနိုင်ငံတကာမှာရင်းဆိုင်နိုင်ရခြင်းရင်းဆိုင်နိုင်ခြင်းဖြစ်ပါတယ်အဲတော့ကျွန်တော်တို့ကျွန်တော်တို့စကားကုနာစကားလည်းပြောရင်တရားတော်ဆရာအောင်အောင်မျိုးတို့ကျွန်တော်တို့လည်းရှင်းကြည့်ပါဆိုတော့ မင်းအွန်လိုင်းပြောတဲ့တရားသောစစ်ပေါ့ပြည်သူလူထုတွေကတပ်ဖြတ်နေတဲ့စစ်ပွဲဟာတရားသောစစ်ဟုတ်ရဲ့လားပေါ့နောက်ပူတင်ယူကရိန်းကိုကျူးကျော်နေတဲ့ကျူးကျော်စစ်ကလည်းတရားသောစစ်ဟုတ်ရဲ့လားပေါ့ဗျာဒါတွေကိုဦးသိန်းတို့တွေတွေးတော့ဖို့တော့လိုတာပေါ့နှစ်ယောက်လုံးဒီတကယ်တရားသောစစ်တွေစင်နွဲနေကြတာဟုတ်ရဲ့လားပေါ့နော်ဒါလိုတရားသောစစ်စင်နွဲနေပါရဲ့ ਨੇ သူတို့ရဲ့နောက်လိုက်နောက်ပါအကြက်စစ်တွေအောက်ခြေတပ်သားတွေ ။ဘာကြောင့်အများကြီးတည်ကျင်ပြည့်စည်နေကြရတာလဲပေါ့။ဒါတွေကိုလည်းဦးသင်းတို့တွေချစ်ချိန်ဖို့လိုအပ်ပါတယ်။ဆရာတော်ဥက္ကဝိဒ္ဒဂျာမနီကတော့ခုလိုသုံးသပ်ထားပါတယ်။တိုက်တိုင်းရှုံးနေတယ်မာလာ။တရားတော်စစ်ပွဲအောင်ရမယ်ဆိုတာသူ့ဟာသူ့သူ့စစ်သားတွေကိုကျင်းစာတိုက်တာနဲ့တူးနေတာ။ဘာလို့လဲဆိုတော့တရားတော်စစ်ပွဲအောင်ရမည် တရားသစ်ပွဲအောင်ပါစေလို့ပြောပြောပြီးတော့တိုက်လေးလေးသူ့စစ်သားတွေကကြီးမကောင်းရှုမကောင်းမြေမကောင်းအောင်ကိုအတုံးယုံနဲ့သေးနေကြတာဆိုတော့အဲ့ဒါဘာလို့ရှုံးတာလဲဆိုတော့သူတို့တိုက်တဲ့စစ်ကတရားတဲ့စစ်မဟုတ်လို့ဆိုတာကိုသူတို့ကိုယ်တိုင်လည်းသိနေတယ်အဲ့တော့တရားတဲ့စစ်မဟုတ်လို့ငါတို့တို့တွေရှုံးနေတာပဲဆိုတာသူတို့သူတို့သိနေတယ်ဒါကဇေရိုဥက္ကဝိရဂျာမနီတုံ့တက်ထားတဲ့တုံ့တက်ချက်ပါဒီနေ့မြောက်လိုင်းရဲ့အပြုအမူတွေလုတ်ပုံကင်ပုံတွေဟူ ပြန်သုံးသပ်ကြည့်မယ်ဆိုရင်ဒါတရားသောစစ်ဟုတ်လားမဟုတ်ဘူးလားဆိုတာကတာမန်အုံနောက်ရှိတဲ့သူတော်မှသိပါတယ်ဒီနေ့ဦးသွင်းတို့ရဲ့အညာဒေတာတွေမှာအညာဒေတာတွေနေမကဘဲနဲ့ခုတိုင်းပြည်တဝမ်းမှာနိုင်ငံအဝမ်းမှာရွာတွေနေမြင့်ညပြောက်ဖြစ်နေပါပြီဖက်သစ်စစ်တပ်မရင်းတားနဲ့ပူးပေါင်းပြီးတော့မှမဘာတာကနေဖွဲ့စည်းပေးလိုက်တဲ့ပြစောထီးတွေရွာတွေကိုဝင်မိရှုပ် ပစ္စည်းဥစ္စာတွေကိုမရေရာရယူလူယူပြည်သူသားပြည်သမီးပြည်တွေကိုမရေကျင့်နေခြင်းတွေဟာတရားတဲ့လို့ရလားမတရားတဲ့လို့ရလားဆိုတာအလုံးအသိပဲဖြစ်ပါတယ်ဒါကြောင့်မြေအောင်လိုင်းပြောနေတဲ့တရားတော်စစ်အောင်ရမြေမြေအောင်လိုင်းရဲ့နောက်ပါရှိနေတဲ့အကျက်စစ်တွေရဲ့ဇနီးမယားသမီးသားတွေလည်းပဲတရားတော်စစ်အောင်ပါစေဆိုပြီးတော့အိမ်မှာနေတိုင်းအစုလိုက်အဖွဲ့လိုက်တွေနဲ့ဝတ်သင်းတွေပြုတ်ပြီးတော့မှဝတ်ရွစင်တွေထဲမှာထည့်ပြီးတော့မှဆူတောင်းနေကြတာတွေပေါ့ဒီတော့ဒီလိုဆူတောင်းတိုင်းဆူတောင်းတိုင်းဟာ ကျိန်းစာတိုက်နေသလိုပဲဖြစ်ပါလိမ့်မယ်။ဘာဖြစ်လို့လဲဆိုရင်မအလရဲ့နောက်လိုက်အကြက်စစ်တီတွေဟာတရားသောစစ်ကိုစင်နှဲနေတာမဟုတ်ဘဲနဲ့ပြည်သူကိုမတရားသောနှီးတွေနဲ့အနိုင်ကျင့်နေလို့ပဲဖြစ်ပါတယ်။ဒါကြောင့်ရှေ့တန်းတွေမှာတိုက်တိုင်းရှုံနေတာပဲဖြစ်ပါတယ်။အလံပြူတာမထောင်နိုင်ဘူးဆိုရင်အသက်တွေသတိနေကြရတာဖြစ်ပါတယ်။မအလရဲ့လောရသည်အာရမလောရဖြစ်တယ်ဆိုတာအလုံးအသိပဲဖြစ်ပါတယ်။ ဒီအာရမလုံရက်တွေကြောင့်လည်းပဲအာရမစိုးကျိုးတဲအောင်မှုတွေဖြစ်နေတယ်ဒီနေ့ကြုံတွေ့နေရတဲ့ပြည်သူတွေရဲ့ဒုက္ခတွေဆင်းရဲမှုတွေပူလောင်မှုတွေဟာဒီမဟာအလားကနေပဲဆင်းသက်လာတယ်ဆိုတာအလုံးသိနေကြပြီဖြစ်ပါတယ်ဒီအသည့်ကိုအခြေခံပြီးတော့ဥသိန်းတို့တွေဟာပူလောင်မှုတွေဆင်းရဲမှုတွေကို ဖန်တီးနေတဲ့ဒုက္ခတွေကိုဖန်တီးနေတဲ့မဟာအလားနဲ့အပေါင်းအပါနောက်လိုက်အချွေးရန်စစ်ကြုံဘာသာရေးခေါင်းဆောင်တွေကစဥသိန်းတို့တွေတွန်းလှန်ပယ်ထုတ်ကြရမှာဖြစ်ပါတယ်ဒါမှသာလျှင်ဥသိန်းတို့ ဒုက္ခတွေကိုချုပ်ငင်းပြီးတော့မှချမ်းသာဒုက္ခပြည့်ဝတဲ့တန်ပြည်ကိုဝိုင်းဝန်းညီညာစွာတည်ဆောက်နိုင်ပါလိမ့်မယ်လို့ပြောကြားခြင်းနဲ့ဒီတင်ပြချက်ကိုနေကွန်ကံပတ်သုံးသပ်အပ်ပါတယ်အားလုံးကိုကျေးဇူးများစွာတင်ရှိပါတယ်